ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ဟုံးဝအိမ်တို့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြခင်မှနှုတ်ခွန်းဆက်သလိုက်ရပါရခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကျူမွေးဤဟာတဝိတုတပုတ်ဖြစ်တဲ့တမီးတို့ချစ်သူနှမလူဆိုတဲ့ဟာတဝိတုစာအုပ်ကိုအပိုင်း9နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာနောက်တစ်နေ့နံနက်တွင် အောင်သူရိမသူအိမ်မဖုံးနှင့်မတွေ့ရတာကြာပြည့်ဖြစ်သောသူတငယ်ချင်းတမောင်တန်းထံသို့ဖုံးဆက်သည်ဖိတ်ကောင်းကြီးတမောင်တန်းငါစီကိုဘာဖြစ်လို့မလာတာလဲကွာအောင်သူရိမတပတ်မှတင်အောင်တန်းဤထူတန်အကြတွင် အထပ်ပါတိုင်းပြောနေသည်ဟင်ဒီနာကြမိမမေ့ရပလီတယ်နင့်ကောင်းမှုကြောင့်ငါမှအိမ်ထဲကုတ်နေရတာတပတ်လောက်ရှိပြီမင်းကတော့လာကြည့်ပေါ်တော့မရပဲအပြစ်ကတင်နေသေးတယ်ဟွန်းအေး မင်းပြောတာတွေငါမသိဘူးဘာကိစ္စအိမ်ထဲမှာကုတ်နေရတာလဲမင်းရဲ့အုံရင်ကြီးကဆူလို့လားဒါမှမဟုတ်ဖျားနေလို့လားငါ့ကိုအမှန်တိုင်းတရုပ်ဦးတင်စမ်းအောင်တော်ရမတကယ်မသိ၍မင်းနေချင်းဖြစ်သည်သူအယောင်ဆောင်အောင်ပြက်ကဤကောက်တီတံနှင့်ရိုက်မိ၍လမောင်တန်းဤညိုတကြီးကိုထိမှန်၍လမ်းမလျှောက်နိုင်ပဲယခုလိုအိမ်တွင်အောင်နေခြင်းကိုသူလုံးဝမသိသို့သောလမောင်တန်းကတော့သူကိုအောင်တော်ရင်တမင်အကြောင်းရိုက်၍မင်းနေသည်တင်ကား ဒေါကန်နေလေတော့ဒီဟစ်တင်နာကောင်းတည့်ရသားနဲ့မတိအောင်ဆောင်ပြီးမိမနေနဲ့မင်းစကားဒီမာရင်ရက်အခုငါ့ကိုဖုံးဆက်တာဘာကိစ္စရှိလို့လဲဘာကိစ္စရှိရမှာလဲမင်းနဲ့ခေါင်းမရရတာကြာလာပြီမို့ခေါကွင်းကိုသွားပြီးမင်းနဲ့တူခေါရိုက်မလို့ပေါ့ငတုံးရဲ့အောင်သူရင်ကမခေါရိုက်မည်ဟူသောစကားကြောင့်ဒီမောင်တန်းမှာ အထိတ်တလန့်ဖြစ်သွားတော့သည်ဟိုက်မြတ်စွာဘုရားကယ်တော်မူပါ သူခောက်ကွန်းသွားဖို့တပည့်တော်ကိုခေါ်နေပြန်ပြီဒီတခါဆိုရင်ခြေတော့ဟာတန်ရလာမကပဲတွင်တွင်ကျိုးတော်မှာပါကလားကဲရော်မူကြပါဒီအတိုင်းထိုင်ကြည့်မနေကြပါနဲ့ကြောက်လာပါပြီခမရဓမ္မန်တန်းဤအတန်းတွေမှာတပတ်တွင်ဖုံးခွက်ကန်ကနားထောင်နေသောအောင်သူတွေမှာအလုံးစုံကြားနေရသည်ဟာဟေ့ကောင်ကြီးဒါကဘယ်လိုဖြစ်နေရတာလဲပောက်သွားလို့လားဒါမှမဟုတ်နင့်အခန်းထဲကိုအဲကိန်းသားအကျံဖက်သမားတွေဝင်လာလို့အခုလိုကြောင်သွားရတာလားကွာ ကြောင်တာမဟုတ်ဘူးဟေးမင်းနဲ့ခေါင်းသီးတွဲကစားရမှာကိုကြောက်လို့ကွာဒီတကတော့မကြောက်ပါနဲ့ကွာငါကဩစတြေးလျမှာအလုပ်ရှုပ်နေလို့ကောက်မကစားဖြစ်တာကြာပါပြီဒါကြောင့်ငါလက်တွေဟာအရင်လိုကောင်းကျင်မှာကောက်မှာမို့မင်းဟာမနန်စဘူးငါ့ကိုနိုင်နိုင်ပါတယ်ကွာဒီတော့ငါလာခေါ်မယ်အင်းကသာအမိကလေးကုတ်ပြီးစောင့်နေအောင်တော်ရင်ကပြောပြောဆိုဆိုနဲ့ဘုံခွက်ကိုချလိုက်ပြီးလေမောင်သားမှာ ကောက်ကွင်းတို့မလိုက်လို့ကြောင်းညင်းမြီကြံတော်လဲညင်းခွင့်မရလိုက်တော့ပြီ။အောင်သူရဲအနေနဲ့ကောက်ကွင်းသွား၍ကောက်ရိုက်လို့ချင်းမှာအခြားကြောင့်မဟုတ်ပြီ။ညကသူ မက်ခဲ့သောအိမ်မက်ကြောင့်ဖြစ်သည်။အိမ်မက်ထက်တွင်သူနှင့်တောသူမကလေးရွှေပြိုင်းတို့တဦးလက်ကိုတဦးဆွဲကိုင်းကမြေကမ်းခြေတလျှောက်ရောရှင်စွာပြေးလွှားဆော့ကစားနေသည်ဟုမက်ခဲ့၍ပင်အမှန်တော့လေသူမှာရွှေပြိုင်းတို့ရွာတွင်နေခဲ့စဉ်ကအိမ်မက်ထက်ကအတိုင်းကစားခဲ့ဘူးသည်။တို့တို့တကယ်ပင်ကစားဘူး၍ ယခုလိုအိမ်မက်ထဲတွင်မက်ပြခဲ့သည့်အခါအောင်သူရင်မရွှေပြန်းကိုအောင်မေ့တလို့ဖြစ်လာသည်ရွှေပြန်းကိုအောင်မေ့၍ရွာသို့သွားဖို့လည်းမဖြစ်ပေရွှေပြန်းချစ်သူအောင်ပြက်ခကရောက်နေပြီမဟုတ်လောတပန်သူမကလည်းလူကြီးချင်းစိတ်သာထားသောချစ်သူချီရီဝင်းလက်ရှိနေသည်မဟုတ်လောယခင်ကတော့အောင်သူရင်မချီရီဝင်းလက်ကလွဲ၍တခြားမျိုးသမီးများကိုစိတ်ဝင်စားခဲ့သူမဟုတ်ပေယခုရွှေပြန်းတိဟူသောအလှပကိတော်သူကလေးကိုတွေ့တော့ နောက်ထပ်သူစိတ်ဝင်စားရမည့်အမျိုးသမီးတို့ဒုဗလာသည်ဟုထင်မိသည်ထို့ကြောင့်သူကောက်ကွင်းသို့သွားလိုသောအကြောင်းကတော့၁ညကမက်ခဲ့သောအိမ်မက်ကြောင့်ရွှေပြိုင်အားဒရိယအုံမင်းနေခြင်းကိုမေ့ပျောက်စေရန်နှင့်မရတာကြလာပြည့်ဖြစ်သောကောက်ကိုလည်းရိုက်လိုခြင်းကြောင့်နှင့်၃သူတငယ်ချင်းတမောင်သားမှသူဩစတြေးလျနိုင်ငံမှပြန်လာကြတဲ့ကမတွေ့ရသေး၍တွေ့လိုစိတ်ကြောင့်တကြောင်ထို့သောအကြောင်းသုံးချက်ကြောင့်ကောက်ကွင်းကိုသွားခြင်းပင် ောင်သူတွေမှာငေါ့အေကြီးကိုဆွဲ၍အိမ်ဘော်ရမဆင်းလာခဲ့သည်အလူတာငေါ့ရိပ်သွားမလို့လားအောက်ထပ်တွင်ရှိနေသောသူ့မိခင်တော်များနှင်းရီကမေးနေသည်ဟုတ်တယ်မိမိတာငေါ့ခွင့်မသွားတာကြာလပြီမို့သွားမှာပါထိုစကားကိုကြားရလင်းအနည်းတွင်ရှိနေသောဥသက်ထွန်းမောင်ကအံဩတာနှင့်လှမ်းပြောနေသည်ဟာတာရဟိုတစ်ပတ်တုန်းကလည်းတမောင်တန်းလာခေါ်လို့တာသွားခဲ့တယ်လေ တာကတဲမိတတ်တာကိုအောင်သူတွေမှလည်းဖခင်ကြီးဤစကားကြောင့်ရှော့ချလိုက်ရပြန်သည်အဲဟုတ်သားပဲတာကမိပြီပြောလိုက်မိတာပါဖိဖိကကိုတာယူသွားမယ်တော့ဟေးမင်းကားမောင်းခြင်းမီလားမင်းပြန်လာစားကတော့ကတော့ဒီရန်ကုန်မှာကားတွေကလည်းရှုပ်လမ်းစည်းကမ်းဥပဒေကလည်းတင်းကျပ်လို့ကားမပေါင်းသေးပဲလိလာအောင်မယ်ဆိုတို့အမိတွေလည်းအောင်သူတွေမှရှော့ချလိုက်ရပြန်သည်ဟုတ်ကဲ့ ။ဒါလေးလာပြီးပြီမို့ဒီကနေ့တော့အစမ်းမောင်းကြည့်မလို့ပါဖေဖေ။တို့ပြောနေခိုင်းပါပင်ချစ်ရည်ဝင်လက်မှာဒူမကိုရိုင်းမောင်းတော့ကားနဲ့ရောက်လာခဲ့သည်။ဟောသမီးချစ်ရည်ဝင်လက်ရောက်လာပြီ။သူ့ကနဲ့ခေါက်ကွန်းမသွားဘူးလား။ဘုဒ္ဓရမန်က အောင်းသူရင်ကိုမေးနေသည်။သူ့ကနဲ့တော့မသွားဘူး။သူ့ကကိုဒီမှာထားပြီးဖေဖေပါဂျေရိုနဲ့ပဲသွားမယ်။သူ့ကိုလည်းခေါ်သွားမယ်ဖေဖေ။အောင်းသူရင်ပြောနေစဉ်ချစ်ရည်ဝင်လက်မှာတို့အနည်းတို့ရောက်လာသည်။ ကောက်ရည်ကြီးဆွဲကရက်နေသောအောင်သူရင်ကိုမြင်လျင်ချီရီဝင်းနဲ့မေးသည်ကိုအခုကောက်ကွန်းသွားမလို့လားယင် ဟုတ်တယ်ရွှေပန်းရဲ့ကိုကိုဟိုက်အောင်သူရင်မှာသူမှား၍ခေါ်လိုက်မြင်သောအမည်ကြောင့်ဟိုက်ကနေအာမေရိကန်ပေကဒက်စရော့နှင့်ရက်ပြက်လိုက်ရသည်အမှန်တော့သူစိတ်တွင်မှပြောသည်ကဟုတ်တယ်ဝင်းလေးရဲ့ဟုပြောရန်ပင်သို့သောနှုတ်ကတော့သူစိတ်ဆွဲနေသောရွှေပြိုင်းအမိထွက်သွားခဲ့သည်။"အိုးကိုကိုညီမကိုဘယ်လိုခေါ်လိုက်တာလဲ" ပါလဲညီမကိုငှက်တရိဆန်လို့သဘောထားပြီးရွှေပိုင်းလို့ခေါ်လိုက်တာလားပြောစမ်းကျေကျေဝန်းလန်းကမခန့်ကျင်တန်ကလေးနဲ့အောင်းတရင်ကိုမေးနေပြီမဟုတ်ပါဘူးကွာရောင်ပြီးခေါ်မိတာပါ အောင်းတရင်ကအင်ဒရီဆယ်၍ပြန်ပြောနေသည်သူ့မိဘများကတော့သူတို့ကိုကြည်ပြီးရင်နေကြသည်အဲ့ဒီရောင်တင်ဆိုတာကဘယ်လိုကြောင့်လဲရွှေပိုင်းဆိုတာကညီမထင်တယ်လို့ငှက်တရိဆန်မဟုတ်ပဲအမျိုးသမီးရဲ့အမည်ဖြစ်နေလို့လားကျေကျေဝန်းလန်းကထင်ချင်းနဲ့ပြောနေတော့လဲအောင်းတရင်အတွက်တို့ထင်ချင်းမှာ ဘဝင်မအေးစရာမို့ယင်လေးကသွားခဲ့ရသည်ညီမမိနေတာကိုဖြစ်လေးကိုကိုချေရဝင်းနဲ့ထမှန်၍မင်းနေသည်အမေပုဇာကမနေထုတ်ကမင်းနေတော့အောင်းတရေမှာလည်းအဖြစ်အတွက်အမြန်စင်းစားကဖြစ်ရတော့သည်ဂိုင်းဒီလောက်သိချင်ရင်လည်းပြောပြရတော့တာပေါ့ဒီလိုညီမရဲ့ကိုကိုဩစတြေးလျမှာနေတော့ကပေါ့ဒီနေ့တော့တင်ငွေချင်းတွေနဲ့အတူဩစတြေးလျနိုင်ငံရဲ့ပင်လယ်ကမ်းကြီးကိုအပြော်ခီးထွက်ခဲ့ကြတယ် အဲ့ဒီလိုထွက်လာခဲ့မှာပဲကိုကိုတို့ရှိနေကြတဲ့ပင်လယ်ကမ်းခြေစီကိုဗျိုင်းတအုပ်ရုတ်တရက်ပြန်လာခဲ့ကြတယ်အဲ့ဒီထဲမှာဗျိုင်းတကောင်ဟာဗျိုင်းတို့ရဲ့အယောင်ဖြူဖြူဖိုးဖိုးမဟုတ်ပဲရွှေရောင်ကြီးနဲ့ဖြစ်နေလို့ပင်လယ်ကမ်းခြေကလူတွေကဂိုဟာရမ်ရွှေပြိုင်းတို့အဝိုင်းအောင်ကြတယ်လေအဲ့ဒီရွှေပြိုင်းကိုငကိုညတော်ကအိမ်ထဲမှာမက်ခဲ့လို့ညီမကိုရောင်ပြီးရွှေပြိုင်းတို့ခေါ်လိုက်မိတာပါကွယ်ညီမကိုငှက်တရိစံနဲ့နှက်နေတာမဟုတ်ပါဘူး sorry ပဲနော် အောင်သူရင်ကကြည်ရင်ဝင်လက်စိတ်ကြီးနဲ့စေရန်ဂျံပန်၍အမြန်စင်းစားကအဖြေပေးလိုက်ရသည်အဲ့ဒီရွှေပြိုင်းငယ်ကလေးကတိတ်လှသလားသားရဲ့မိခင်ဖြစ်သူဒေါ်မြာနေရီကစိတ်ဝင်စားစားနဲ့အောင်သူရင်ကိုမေးနေသည်ဟာအရင်လှတာမိမိရဲ့ဒါကြောင့်လူတွေကဝိုင်းဝေါ်ကြတာပေါ့အေးသားမြင်ရတဲ့ရွှေစင်းရှိတဲ့ရွှေပြိုင်းဘယ်တော့ပဲလှလာငါသမီးချစ်ရင်ဝင်လက်ရဲ့အလှကိုတော့အမိမဲမထင်ပါဘူးကွာ ်ဘုဒ္ဓထွန်းမောင်အရှင်ဝင်ဖောက်လိုက်သည်သူတို့တွေလည်းရဲနေသည်ကဲဖေဖေနဲ့မမီတာခေါကွင်းကိုသွားတော့မယ်ညီမရောက်လိုက်မယ်မဟုတ်လားလိုက်ရင်ညီမကားကိုထားပြီးကိုကိုနဲ့လိုက်ခဲ့တော့ချေချေဝင်းနဲ့အောင်သူရင်ပြောသည့်အတိုင်းသူမဤကားကိုထား၍လိုက်သွားခဲ့သည် အောင်သူရင်မှာဒီမောင်တန်းကိုပါဝင်ခေါ်၍ခေါကွင်းတို့သူကားကိုမောင်းသွားခဲ့သည်ဒီကောင်ကကိုကိုနဲ့ခေါက်ပြန်ရရမှာကြောက်နေလို့ခေါင်းမရချင်ဘူးလို့ဖုန်းထဲကညှင်းနေသေးတယ်ညီမရဲ့ အောင်တွေမှာဒေမောင်တန်းကိုဝင်ခေါ်ခဲ့ပြီးနောက်ငါကွင်းရှိရာသို့သွားခိုက်အထက်မှတိုင်းချစ်ရီဝင်းလက်ကိုပြောပြနေသည်ထိုစကားကိုဒေမောင်တန်းကြားရရင်ပြန်ပြောသည်ငါကမင်းနဲ့ကောက်ရရမှာကိုကြောက်လို့ညင်းနေတာမဟုတ်ဘူးမင်းရဲ့ကောက်တန်းမှန်မှကြောက်လို့ညင်းနေတာကွာခွေးကောင်ရဲ့အဘိုးတွေပြောမနေကြမှာနဲ့ဒေမောင်တန်းရာမင်းဟာကောက်ရရတိုင်းငါကိုအမြဲရှုံးနေလို့မရှင်ရဲတော့ပဲအခုလို့ပေါက်တက်ကြရစကားတွေပြောနေတာမဟုတ်လားဒီချိန်တွင် ကာနောက်ကုရှင်ကုံပေါ်တွင်ထိုင်နေသည့်ဓမ္မောင်သမားမြည်တို့မြပြန်မပြောတော့ပဲသူမျက်နှာကိုသာမဲ့ပြနေသည်ကဲဓမ္မောင်သမ်းမင်းအရင်ရိုက်မှာလားငါအရင်ရိုက်ရမှာလားအောင်တော်ရေမှာကောက်ကွင်းတို့ရောက်ပြီးနောက် ကောက်ရရန်အတွက်ကောက်တံကိုထုတ်ယူရင်ဓမ္မောင်သမ်းကိုမေ့နေသည်မင်းပဲအရင်ရိုက်ပါနောက်မှငါရိုက်မယ် all right ဒါဆိုရင်ငါစပြီးရိုက်တော့မယ်သေးသေးချာချာသာကြည့်ထား hit the ball into a hole ဖြစ်သွားအောင်တကြက်ထဲနဲ့ရိုက်ပြမယ် ။အောင်သူရင်ကခါကြွားကြားကလေးပြောရင်းကောက်တန်နဲ့ကောက်တိကိုရိုက်ရန်ပြင်သည်။ဓမ္မောင်တန်းကတော့အောင်သူရင်ကောက်တိမရိုက်မီအရင်လိုသူ့ညို့တကြီးကိုကောက်တန်နဲ့မထိသေးရန်အတွက်တန်ခောက်ကလထိုင်တလုံးကိုယူကသူ့ရှေ့တွင်ထောင်ထားပြီးသူကတော့ခောက်ကလထိုင်နောက်၌ပုံနေတော့သည်။အောင်သူရင်မှာဓမ္မောင်တန်း၏အပြုတ်မှုကြောင့်အံဩတန်နဲ့လှမ်းမိနေသည်။ဟဲ့ကောင်ကြီးဒါကဘာလုပ်နေတာလဲ။တကယ်ကွာမင်းပြုတ်မှုပုံကိုကြည့်ရတာစစ်မြေပြင်မှာသတင်းဓာတ်ပုံသွားယူတဲ့ ဘက်ပုံသတင်းတော့တွေလို့ကလထိုင်ကိုကာပါယူပြီးပုံနေလိုက်တာမင်းကမင်းစိတ်မပြင်းကိုရောက်နေတယ်ထင်လို့လားဆောက်ယူရဲ့ဒါဟာဘေးကင်းတဲ့ကောက်ကွန်းယူသူလိုလိုပေါ်သူလိုလိုလုံမနေနဲ့ကွာကြည်ကြည်ဝင်လဲကတော့သူတို့ကိုကြည့်၍ရဲနေသည်ယူသူလိုလိုပေါ်သူလိုလိုလုံနေတာမဟုတ်ဘူးဟေတခါတည်ဘူးပြင်ဖို့နားလည်ရမယ်တဲ့ဒါကြောင့်အခုလိုဝင့်နေတာကွာခက်လိုက်တာတင်မောင်တန်းရာအဲ့ဒီစကားတွေမင်းပြောရအောင်ဘာတွေများမင်းဖြစ်ထားလို့လဲပြောစမ်းဟေမင်းမတည်ဘူးလား ေးလေမင်းကတော့ခံရတဲ့ကောင်မမဟုတ်ပဲမိထားနိုင်တာပေါ့ငါကခံရတဲ့ကောင်ဆိုတော့ never forget ဘယ်တော့မှမမေ့နိုင်ဘူးဒီမောင်သားမှာရောရင်ဝိနည်းယာမထကအောင်ပြက်ကကြောင့်ကောက်တံမှန်ထားခဲ့သောသူညို့တကြီးကိုပြရန်ပစိုးကိုမယူလိုက်သည်တွေ့လားဒီမဲမင်းကောက်တံကြောင့်ကံကောင်းလို့ငါမှချီမကျိုးခဲ့တာအခုတည်းကစိတ်ပတ္တိစီးထားရတာကိုသာမင်းကြည့်ပြီတော့ဒုက္ခတွင်တော့အောင်သူရိမှာရိတ်မိသွားခဲ့သည် သူအယောင်ဆောင်တောသားအောင်ပြက်ကလက်ချမ်းမှန်းတီးသွားတော်သည်။ဟွန်းတောသားအောင်ပြက်ကကတော့မဟုတ်ကဟုတ်ကတွေတော့အတော်လုံးတိတ်ကောင်းပဲ။တမောင်သားပြောပုံထောက်တော့ဒီကောင်ဟာကောင်းမရိုက်တာပဲ။ကောက်လာရိုက်လို့အခုလိုတမောင်သားရဲ့ညှို့တကြီးကိုရိုက်မိတာပဲ။ဒီတော့ငါဟာအောင်ပြက်ကကိုစားတမောင်သားကိုတောင်းပန်မှပဲ။အောင်သူရင်စိတ်တွင်းမှပြောရင်တမောင်သားကိုတောင်းပန်နေတော့သည်။ Sorry ကွာ။မင်းအခုလောက်တန်းရာပြင်းပြင်းရမယ်မထင်လို့ငါလက်ကကောက်တံကိုမင်းစီတမင်ပြစ်လိုက်တာပါ။ ရိုးတွေပါတွေတော့ကြို့မသွားဘူးမဟုတ်လားငါစင်မကောင်းပါဘူးကွာအောင်တော်ရင်အီတောင်ပံမှုကြောင့်ဒေမောင်တန်းလည်းကျင်းနဲ့သွားတော့သည်တို့တော့သုံးသာခေါက်ရိုက်ကြပြီးနောက်နာမည်ကြီးစားတော့ဆိုင်တွင်နန်းနဲ့စားစားနေကြသည်အချစ်ခွဲတန်းခြာခြင်းလောအောင်တော်ရင်ကဒေါ်သူမကလေးရွှေပြိုင်းကိုမမေ့နိုင်ပဲတရိရနေတယ်လို့ဒေါ်သာအောင်ပြက်ကမှလည်းမြို့ကြီးသူချစ်ရည်ဝင်လက်ကိုမေ့မရနိုင်ဖြစ်နေသည် ချီချီဝင်းလက်ကိုမေမယဖြစ်နေ၍ရန်ကုန်မြို့သို့မြေသည့်အကြောင်းပြကသွားရမည်ကိုအမျိုးမျိုးစဉ်းစားကြည့်နေသည်ရန်ကုန်မြို့သို့သူသွားရင်ရွှေပြိုင်းကရွာတွင်နေခဲ့မည်မဟုတ်သူနှင့်အတင်းလိုက်မည်သာဒီတော့ရွှေပြိုင်းလိုက်လို့ကလိုက်ပါစေရန်ကုန်မြို့သို့ရောက်ရင်ရွှေပြိုင်းကိုတက်ကိုကန်းတွင်ထားခဲ့ပြီးသူတို့ရဲ့အောင်သူတွေဤအိမ်သို့သွားရန်ဆုံးဖြတ်ထားသည်အောင်သူတွေနှင့်လူကြီးမိဘများမသိရှိမယိမ့်မိကြစေရန်တွေးဆောင်ဖို့အောင်ပြကစိတ်ကူးထားသည်မိတို့သောအကြောင်းတွေကြောင့်မသည် သူချီရီဝင်းလက်ကိုဆွဲလန်းနေသလိုအောင်သူရိမ်မှလည်းရွှေပြိုင်းကိုဆွဲလန်းနေလိမ့်မည်ဟုအလိုလိုထင်မြင်နေတော့သည်သူတို့နှစ်ဦးမှာရုပ်ရည်ချင်းချွတ်ချွတ်တူယုံမကပဲစိတ်ချင်းလဲဒူနေကြမည်ဟုသူကထင်နေသည်အောင်သူရိမ်ဤစိတ်ဓာတ်တွင်ရွှေပြိုင်းနှင့်မတွေ့မီကသူ၏ဖူးစာရှင်မှချီရီဝင်းလက်ဟုထင်မှတ်ထားခဲ့သည်သူလိုပင်အောင်မြတ်ကမှလည်းသူ၏ဖူးစာရှင်မှရွှေပြိုင်းသာဖြစ်ရမည်ဟုကျင်းတည်တွေ့ဆထားခဲ့သည်သို့သောဖူးစာကံဟူသည်မှာဆန်းကြယ်လာသည် မျောလင့်ထားသောကိစ္စတွေမှာမျောလင့်သည့်အတိုင်းဖြစ်မလာသလိုမမျောလင့်သောကိစ္စတွေကလည်းရုပ်တရက်ဖြစ်ပေါ်လာရသည်။အောင်သူတွေနှင့်အောင်ပြကားတို့မှာလည်းထိုအတိုင်းပင်ဖြစ်နေသည်။ဒီနေ့တွင်အောင်ပြကားကမိခင်ဖြစ်သူဒေါ်အင်းွယ်အားဤသို့ပြောကားခွင်တောင်းသည်။မေ။ဒါရန်ကုန်ကိုသွားလိုက်အောင်မယ်။တခြားကိစ္စကြောင့်တော့မဟုတ်ပါဘူး။ဒါရဲ့ passport ကိုတရံသွားတို့ဖို့ပါ။ဒါပြောတဲ့ဘူစကားအမေနားမလည်ပါဘူး။သွားကြည့်ရင်သွားပေါ့။အဲသိတော့မကြစီနဲ့နော်။ရှင်ပိုင်းကိုရခေါ်သွားမလား။ ဒေါ်အင်းရွယ်ကခွင့်ပြုနေသည်ကျွန်တော်မခေါ်လဲမိဘကလိုက်မှာမို့ခေါ်သွားမယ်လေအမေဘာမှအုံးမလဲလူကျင်နာရှိရင်မှာလိုက်လေတားအပြန်မှာဝယ်လာခဲ့မယ်အမေမမာတတ်ပါဘူးတားဝယ်ကျင်နာသာဝယ်ခဲ့ပေါ့အေးအေးအခုချိန်ရန်ကုန်မှာတွင်းရင်းသီးတွေပို့ကျင်ပို့နေမှာပေါ့ဒီတော့အမေကိုကိုရတဲ့ဆရာတော်အတွက်တလုံးလောက်တော့ဝယ်ခဲ့ပေါ့ဒေါ်အင်းရွယ်ဓမ္မသွားခင်ရပြီအောင်ပြကမှာရွှေပြိုင်းနဲ့တူဟင်္ဒရာမျိုးတို့ထွက်လာခဲ့သည် ်မင်္ဒရာမြို့မှတဆင့်ရန်ကုန်မြို့သို့ဒင်မောနှင့်သွားခဲ့ကြသည်ရန်ကုန်မြို့သို့ရောက်ရင်ရွှေပိုင်းကိုသူတို့နှင့်အတိဥဒါလာဤလက်ပဲအစံတွင်ထားခဲ့ပြီးသူကတော့အောင်သူတွင်ဤမိဘများနေထိုင်ရာကံဘောဇာလန်းသို့ကကအငှားရင်နှင့်သွားခဲ့သည်သူစိတ်ထဲတွင်အောင်သူတွင်အိမ်၌ရှိမည်မတင်ပေအချိန်ကလည်းနာနဲ့9နာရီကျော်ကမှုခေါက်ရဝါဒနာပါသော အောင်သူတွင်မှာခေါက်ကွန်းသာရှိနေမည်ဟုအောင်ပြက်ကကယုံကြည်နေသည် တို့ဖြစ်၍သူငှလာခဲ့သောကကငှရင်ကိုခြံထဲသို့အဝင်မခိုင်းဘဲခြံဝါ၌သာရက်ခိုင်းသည်ကကဒရိုင်ဘာအားကြာတဲ့ငွေကိုပေး၍အောင်သူရင်တို့ခြံတွင်သို့ဝင်သွားခဲ့သည်တိုက်တွင်သို့သူအရောက်တွင်အောင်သူရင်ဤမိဘနှစ်ပါးနှင့်ဧကန်ဝတွင်စုံမိကြသည်ဟာတာအခုဘယ်ကပြန်လာတာလဲဖီဖီတို့ကအိမ်ပေါ်မှာပဲတရှိနေသေးတယ်ထင်တာဥဒထမောင်ကအံဩတာနဲ့အောင်ပြက်ကကိုမင်းနေသည်ထိုမေးကြောင့်အောင်ပြက်ကမှရုတ်တရက်မြည်သို့ပြန်ဖြေရမည်မသိဖြစ်နေသေးသည် နောက်မှဗဇရက်တွေ့ရာကိုဖြေချလိုက်သည်။အော်ဒါဒါဒါကတော့မမနဲ့မနဲ့တုန်းကသားစီကိုတင်မောင်တန်းဖုံးဆက်ပြီးခေါ်လို့ဖေဖေတို့မလို့ခင်သားသွားခဲ့လို့ပါ။ဩဒီလိုလား။အခုသားပြန်လာတာကတော့ကွယ်။သားဝတ်ထားတဲ့ဝတ်တွေကလည်းကြေမွနေတာပဲ။ကြေမွဆိုသားလည်းညကဝတ်ပြီးအိတ်ခဲ့တဲ့ဝတ်တွေနဲ့ပဲသွားခဲ့တာကိုအခုမှအဝတ်ပြန်လဲမလို့ပြန်လာတာပါ။ဤရင်တင်မောင်တန်းစီကိုပြန်သွားရအောင်ပဲဖေဖေ။ အောင်မြတ်ကပြောရင်အိမ်ဘော်ရတ်တို့အပြစ်ကလေးတဲသွားခဲ့သည်သူအိမ်ဘော်ရတ်တို့တက်ချိန်တွင် အောင်သူရိမ်မှာအိတ်ခန့်နှင့်တွေ့ထားသောရေချိုခန့်တွင်ရေချိုကောင်းလေးစဲဖြစ်သည်အောင်မြတ်ကကတော့မတည်သေးပဲအောင်သူရိမ်ဤအိမ်ခန့်ကိုဖွင့်၍ဝင်သွားခဲ့သည်အေကန်တဲ့သို့ရောက်ရင်သူသည်အကြောဆန့်ခြင်းသည်ဖြင့်ဂရင်ဘော်တွင်သူ့ကိုယ်ကြီးကိုပြည့်လက်ကမျက်စိကိုမှိန်လျက်ဇိန်ခံနေတော့သည် အောင်သူရိမ်မှာအောင်ပြက်ကရောက်နေသည်ကိုမသိ၍ရေချိုးပြီး၌ သူဤရေစုံနေသောကိုယ်ကိုမျက်နှာသို့ဘဝနှင့်ပွတ်တိုင်ရင်ရေချိုးကန်တကားကိုခွင့်၍အိတ်ခမ်းသို့ဝင်လာတော့သည်ဤတွင် သူဤကရင်ပေါ်တွင် ပလက်လန်ကားစိန်ခံနေသော အောင်ပြကကိုပထမဆုံးအချိန်သူမြင်သွားခဲ့သည်သူဤနှုတ်ပြမှာလည်းဟဲအကနေထွက်သွားခဲ့သည်သူဤအတန်ကြောင့်ကရင်ပေါ်တွင်ပလက်လန်ကားစိန်ခံနေသော အောင်ပြကမှာလည်းချက်ချင်းထားလိုက်မိသည် အောင်သူရင်က အောင်ပြကကိုလက်ညှိုးထိုးရင်းပြောသည်မင်းမင်းအောင်သူရင်ခင်ခင်ခင်ဗျား ခမရကအောင်မြတ်ကအောင်မြတ်ကကလည်းသူ့ကိုပြန်ပြောနေသည်နှုတ်ဦးစလုံးနာမည်တွေလည်းမှတ်ခေါ်လိုက်သည်ဟာဘယ်ကအောင်မြတ်ကရမှာလဲငါကအောင်သူရင်လေအဲဟုတ်သားပဲခမရကစပြီးမှတ်ခေါ်တော့ကျွန်တော်ပါရောရောင်ပြီးခေါ်လိုက်မိတာပဲအေးအေးဟုတ်တယ်မင်းကအောင်သူရင်ငါကအောင်မြတ်ကမဟုတ်ဘူးလေမှားနေပြန်ပြီကျွန်တော်ကအောင်သူရင်ခမရကအောင်မြတ်ကအာမဟုတ်ဘူးမင်းက ဟုတ်တယ်ကျွန်တော်ကအောင်သူရိမဟုတ်ဘူးလေငါကအောင်သူရိမင်းကအောင်ပြက်ကဟုတ်တယ်ဟုတ်တယ်ခမ ्या ကအောင်ပြက်ကကျွန်တော်ကဟာမဟုတ်ဘူးမဟုတ်ဘူးမှားနေပြန်ပြီသူတို့နဲ့ဦးအမိမန်စီကိုမရောက်ကြပဲအံအသင်နေသောစိတ်တွေကြောင့်မဟုတ်ဘူးဟုတ်တယ်လုံနေခိုက်အပြင်ဘက်မှဥတရွန်းမောင်ဤမိသံပေါ်လာခဲ့သည်ဟေ့သားအခန်းထဲမှာဘယ်သူနဲ့စကားပြောနေတာလဲတို့မိသံကြောင့်နှစ်ဦးသားမျက်လုံးပြုတ်ကုန်ကြသည်ဟာဒုက္ခပဲတို့အတန်တွေဖိဖိကြားသွားပြီထင်တယ်ဘယ်လိုလုပ်ကြမလဲ ောင်သူရင်ကစိတ်ပူတာနဲ့အောင်ပြက်ကကိုပြောနေသည်ဘာမှလုံမနေနဲ့ကျွန်တော်ခမရရဲ့ဂရင်အောက်မှာဝင်းပုတ်နေမယ်အောင်ပြက်ကပြောရင်ဂရင်အောက်သို့ပုံရန်ပြင်သည်အောင်သူရင်ကနောက်မှဆွဲထားရင်းပြောသည်ဟာဟေ့ဒီဂရင်အောက်မှာပုံမနေနဲ့မလုံကြုံဘူးရေချိုကန်ထဲမှာသာသွားပုံနေအောင်သူရင်ပြောသည့်အတိုင်းအောင်ပြက်ကမှရေချိုကန်သို့အပြေးသွားကပုံနေလိုက်ရသည်အောင်သူရင်လည်းပိတ်ထားသောသူ၏အိတ်ခမ်းတကားကိုသွား၍ဖွင့်သည်အခန်းဝတွင်သူ၏ဖခင်ကြီးရက်နေသည်ကိုတွေ့ရသည် ။ဒါအခန်းထဲမှာဘယ်ကဧည့်သည်ရောက်နေတာလဲ။ဘုရားထံဘောင်က အောင်သူရင်ကိုမေးနေသည်။ဘယ်သူမှမရောက်ပါဘူးဖေဖေရဲ့။ဘာဖြစ်လို့မေးတာလဲဖေဖေ။ဘာဖြစ်ရမှာလဲ။ဖေဖေဒီအိမ်မော်ကိုတက်လာတော့ကတာရဲ့ခန်းထဲမှာမဟုတ်ဘူးဟုတ်တယ်ဆိုတဲ့ညှင်းခုန်တန်တွေကြားရလို့ပေါ့။ဘာကင်ကြီးဤစကားကြောင့်အောင်သူရင်မှာရင်ထဲတွင်ထိတ်ကနေဖြစ်သွားသည်။ဤမှာအစင်ပြေအောင်အမြန်ပြောလဲရသည်။ဟာဖေဖေကလည်းအဲ့ဒီဖေဖေကြားတဲ့အတန်တွေဟာသစောစောကဖွင့်နေတဲ့ FM ရေဒီယိုကလာတဲ့အတန်တွေပါ ဒါကိုဖေဖေကအဲ့ဒင်နဲ့သားပြောတဲ့အတန်တွေထင်းနေတာကိုသူ့အပြောကိုဖခင်ဥဒမောင်ကတန်တရားမဝင်ပဲယုံကြည်သွားခဲ့သည်။ဩဒီလိုလားဖေဖေကအဲ့ဒင်နဲ့စကားပြောနေတယ်ထင်လို့ပါ။ဒါထက်နေပါဦး။သားကိုကြည့်ရတာရီချိုးနေတယ်နဲ့တူတယ်။ဟုတ်တယ်ဖေဖေ။ဟာမင်းဟာကမဟုတ်သေးပါဘူး။ခုနင်ကမှအပြင်က ပြန်လာခဲ့တာ၄မိနစ်လောက်ပဲရှိအောင်ပဲ။အခုရီချိုးကန်းကထွက်လာတယ်ဆိုတော့သားရီချိုးတာမမြန်လို့မှုလားကွာ။ဟာဖေဖေကလည်း ရေချိုးတာဒီလောက်မြန်မမလားဖေဖေရဲ့အတန်ကြားလို့သားတပိုင်းတစနဲ့ရေချိုးကန်းကထွက်လာခဲ့တာပါအောင်တရင်ကဖခင်ကြီးကိုလိန်ညာလိုက်ရသည်ဩဩအေးဒါဆိုလဲအဖေသွားတော့မယ်ကွာဒါဖေဖေကတော့ဒီအိမ်ပေါ်တက်ကိုဘာလာလုပ်တာလဲသားစီထဲမှာဖေဖေစည်းကမ်းကိုသွားပြီလို့ထင်နေတာဖေဖေလည်းသွားမလို့ပဲဒီကနေ့ဖေဖေနဲ့တွေ့ရမယ်လူနာတယောက်ရဲ့ဆေးမတန်အိမ်မှာကြံနေခဲ့လို့တက်ယူမှာသားရဲ့ခန်းကအတန်တွေကြားရလို့လာမေးတာပါကဲကဲ သားလည်းရေးဆက်ချို့တော့ဖေဖေစိတ်ကန့်သွားမယ်။ဖခင်ကြီးထွက်သွားလျင် အောင်သူရင်လည်းအခန်းတန်းကားကိုပြန်ပိတ်ကာအောင်ပြက်ကရှိနေသောရေချိုးကန်းကိုခောက်ရိပ်ပြောနေသည်။ဟေးအထက်ကကောဖေဖေထွက်သွားပြီ။ရေချိုးကန်းတဲကထွက်လာတော့အောင်သူရင်ဤပြောတဲ့အကြောင်းအောင်ပြက်ကမှရေချိုးကန်းမှထွက်လာပြီ။ဟွိတော်ပါသေးရဲ့ကျွန်တော်စီထဲမှာဖေဖေတို့တည်သွားပြီထင်ပြီးလန့်နေတာဗျာ။အခုမှတော့လန့်မနေတော့ငါမေးတာကိုသာဖြေစမ်း။အောင်သူရင်က အောင်ပြက်ကမျက်နှာကိုစေးစေးဆက်ဆက်ကြည့်ကပြောနေသည်။ ဟုတ်ကဲ့မိမာသာမိပါ ဖြေပါမယ်နေုံနေုံငါရဲ့အမေပုစာမထုတ်ခင်မင်းနဲ့ငါဟာရုပ်ရည်ရောအလုံးထဲရောဘာကြောင့်တူနေရတာလဲအမွှန်ကြီးကိုတော့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ငါကမျိုးသားမင်းကတုံးမငွေခဲ့တဲ့တော်သားလေအေးဗျာဟုတ်တယ်နော်ဒါကြောင့်လဲခင်ဗျားတို့မိဘတွေနဲ့အစ်တွေကရောကျွန်တော်အမေနဲ့ရွာကလူတွေကပါကျွန်တော်တို့နှစ်ယောက်ကိုတယောက်ထဲမှတ်ပြီးတော့မှတ်နေကြတာဗျအောင်ပြကကလည်းအောင်သူရင်ဤစကားကိုထောက်ခံနေသည်မှန်တယ် မင်းနဲ့ငါဟာခွဲခြားမရအောင်တူညီနေပေမဲ့အမွန်ညီကိုဆိုတာတော့မဖြစ်နိုင်ဘူး။ဒါကြောင့်ဆိုရင်ငါမိဘတွေကငါတူတဲ့ကိုပဲမွေးထားခဲ့တယ်လို့မင်းအမေဒေါ်အေးနယ်ကလည်းမင်းတူတဲ့ကိုပဲမွေးခဲ့တာမဟုတ်လား။မှန်ပါတယ်။ကျွန်တော်ကတူတဲ့သောသားပါ။အေးလေအမွန်ညီကိုမဟုတ်ပဲတို့နှစ်ယောက်ကရုပ်တွေကတူးနေလို့ပြဿနာတွေကအခုလိုရှုပ်ကုန်ကြတာပေါ့။ကဲကဲအဲ့ဒါကထားပါတော့။မင်းအခုဒီကိုလာတာဘာကိစ္စရှိလို့လဲ။မင်းနဲ့ရုပ်ချင်းခွဲမရအောင် တူနေလို့ငါ့ကိုတွေ့ချင်းမြင်ချင်းနေလို့လား။ဟုတ်ကဲ့။ ်ခမရရဲ့မေးတွေကိုဖြေရမယ်ဆိုရင်တိချက်ကခုနေကခမရပြောသလိုကျွန်တော်ဟာခမရနဲ့တွေ့ကျင်တာရဲ့ဒုတိယချက်ကတော့ချီဝင်းလင်းနဲ့တွေ့ကျင်လို့ပါအေးချီဝင်းလင်းနဲ့မင်းကဘာကိစ္စတွေ့ကျင်တာလဲသူဟာငါ့ချစ်သူလေးဖြစ်မကြခင်ငါနဲ့လက်ထပ်တော့မဲ့ဇနီးလောင်းလေခမရချီဝင်းလင်းနဲ့လက်ထပ်တော့မလို့ကျွန်တော်ချစ်သူရွှေပိုင်းနဲ့လည်းလာမဲ့တစားမုန်းလာမှာနှစ်ဖက်မိဘတွေကလက်ထပ်ပေးစားကြဖို့ရက်ကိုတတ်မှတ်ထားကြပြီးပြီလေဗျာအဲ့ဒီလိုဆိုရင်လေမင်းကဘာကိစ္စချစ်ရည်ဝင်းလက်ကိုတွေ့ကျင်နေရတာလဲ သူကငါအယောင်ဆောင်ပြီးသူနဲ့နေခဲ့ရတဲ့ကိစ္စတွေကိုမင်းကရှင်းပြပြီးတောင်းပန်ခြင်းလို့လားအဲ့ဒီလိုဆိုရင်တောင်းပန်မနေနဲ့တော့တင်းတော်တဲ့ချိန်ကျမှသူ့ကိုရောငါမိဘတွေကိုရောငါရှင်းပြမယ်လေအာအာအဲ့ဒီလိုလည်းမဟုတ်သေးပါဘူးဗျာခီဝင်လက်ကိုကျွန်တော်တွေ့ကျင်တာကอืมဖုံးကွယ်မနေတော့ပါဘူးဗျာတော့သားပြီးပြီးလိန်ညာမှုကင်းကင်းနဲ့အမှန်တိုင်းပြောရရင်ခမရဲ့ချစ်သူချီဝင်လက်ကိုမမေ့နိုင်ပဲသူ့ကိုချစ်မိနေလို့သူနဲ့တွေ့ဖို့လာခဲ့တာပဲဗျာစိတ်မဆိုးနဲ့တော့ဟိုက်တောက်ပလုတ်တော့ မင်းကငါချစ်သူချစ်ရည်ဝင်လက်ကိုချစ်နေတယ်ဟုတ်လားဟုတ်ပါတယ်ဗျာနေဦးမင်းမှချစ်သူရွှေပိုင်းလည်းရှိသူနဲ့လည်းမကြခင်လက်ထပ်တော့မှမဟုတ်လားဒါလည်းမှန်ပါပဲအဲ့ဒီလိုရွှေပိုင်းနဲ့လက်ထပ်မဲ့ကြကငါချစ်သူချစ်ရည်ဝင်လက်ကိုမင်းကချစ်ကြနေတယ်ပေါ့မှန်ပါတယ်ဗျာမင်းတော်တော်လောဘကြီးတဲ့ကောင်ပဲတို့မှရှိတာကအမျိုးသမီးနှစ်ယောက်တည်းရှိတာကိုမင်းတူတဲ့ကအကုန်တင်းကျုံယူသွားလို့ဖြစ်ပါမလားကွာငါ့အတွက်လည်းချမ်းသာအောင်ပါပေါ့ အောင်သူရင်ပြောပြီးရဲနေသည်ခမရလည်းအပူတွေပြောနေပါနဲ့ကျွန်တော်စိတ်ထင်ပြောရရင်ခမရဟာချစ်ရီဝင်းလက်ထက်ရွှေပြိုင်းကိုပို့ပြီးမြေသားစိတ်တွေပို့နေတယ်မဟုတ်လားမှန်မှန်ပြောတော့အောင်ပြကအီမဲကိုအောင်သူရင်ချက်ချင်းအဖြစ်မပေးသေးပဲပြုတ်နေသေးသည်အေးကွာမင်းထင်တာမှန်တယ်ငါကလည်းမြို့ကြီးသားပြီပြီမရိညာပဲပြောရရင်ချစ်ရီဝင်းလက်ထက်ရွှေပြိုင်းကိုငါမြေသားတွေပို့နေမိတယ်ဒါကြောင့်ရွှေပြိုင်းနဲ့တွေ့ဖို့မင်းတို့ရွာကိုသွားကြနေတာ အခုမင်းကရောက်လာတော့တို့နှစ်ယောက်အရင်ကလိုလူချင်းလဲလဲရင်မကောင်းဘူးလားကွာမင်းတဘောကရောက်ဘယ်လိုလဲဟာခမားနဲ့ကျွန်တော်ဟာရုပ်ချင်းသာတူတာမဟုတ်ဘူးစိတ်ချင်းလဲတူးနေတာကိုကျွန်တော်ကလည်းခမားပြောသလိုလူချင်းလဲပြီးနေကြဖို့အခုလိုလာခဲ့တာဗောဗျာအောင်ရကလည်းဝန်တာအာရနဲ့အောင်သူရင်ကိုပြန်ပြောနေသည်ကောင်းကြီးဒါဆိုရင်အချိန်ဆွဲမနေတော့ဘူးမင်းကငါ့အယောင်ဆောင်ပြီးဒီမှာနေခဲ့ငါကတော့ရွာကိုသွားပြီးရွှေပြိုင်းနဲ့ပြည့်တွေ့လိုက်မယ်ဟာနေုံးလေဗျာဘာကိစ္စရွာကိုသွားရမှာလဲဟိ ဒါကဘာဖြစ်သွားရပြန်တာလဲငါကရွှေဘန်းနဲ့သွားတွေ့မှာကိုမင်းကစိတ်ပြောင်းပြီးတဝင်တို့သွားလို့လားတဝင်တို့လို့မဟုတ်ပါဘူးရွှေဘန်းနဲ့တွေ့ချင်ရင်ရွာကိုသွားဖို့မလိုလို့ပါသူကကျွန်တော်နဲ့ရန်ကုန်ကိုပါလာတယ်လေမင်းနဲ့ရန်ကုန်ကိုပါလာတယ်နို့သူ့ကိုဘယ်မှာထားခဲ့လဲအင်းဒါတင်မောဆိုင်တဲ့စိတ်ကန်းကိုသွားတဲ့လမ်းဘက်မှာဖွင့်ထားတဲ့ဥဒါလာလက်ဖက်ရည်ဆိုင်မှာလေခမရလက်တည်သားပဲကောင်းပြီငါသိတယ်ငါအခုပဲသွားလိုက်မယ်အေးနေုံနေုံမင်းကိုပေါ်မှာအခုဝတ်ထားတဲ့အဝတ်တွေကိုချွတ်ပြီးငါ့ကိုပေးလေ ဒါမှရွှေပြိုင်းမရိပ်မိမှာပေါ့အောင်သူရင်ပြောတဲ့အတိုင်းအောင်မြတ်ကမှသူ့ကိုယ်ပေါ်မှာအဝတ်များကိုချွတ်၍အောင်သူရင်ဤဘီတော်တွင်မှအဝတ်တွေနဲ့လဲဝတ်နေသည်ကဲကဲအဝတ်လဲပြီးပြီမို့ငါသွားတော့မယ်မင်းသာဒီကလူတွေမရိပ်မိအောင်အဆင်ပြေလို့နေပေါ့ဟာဗျာအောင်မြတ်ကလည်းလောလိုက်တာဟေးဟေးဘယ်နဲ့ကြောင့်မင်းနံမြီကိုခေါ်ပြန်တာလဲကွာဒီကမှောက်ခေါ်တာမဟုတ်ဘူးခမရဟာအောင်မြတ်ကဖြစ်နေသွားမှာမို့နှုတ်ကျွန်းအောင်တမင်ခေါ်လိုက်တာကျွန်တော်ကလည်းအောင်သူရင်လို့ခေါ်ပြီတော့ ကောင်းပါပြီဗျာမင်းပြောတယ်လို့ခေါ်ပါမယ်ကဲနောက်ဘာများမှားစရာရှိလဲမရှိရင်ငါတို့တော့မယ်မတော်နဲ့အောင်မှားစရာတွေရှိသေးတယ်ခမရွာကိုရွှေပဲနဲ့လူပြန်တဲ့အခါအမေမှားလိုက်တဲ့ဒူးရင်သီးရဲ့မင်းခွေသီးရဲ့ရွာဥထိတ်ကဆရာတော်ကိုကတ်ဖို့ဝယ်သွားဗျာကျန်တခြားပစ္စည်းတွေကိုတော့ရွှေပဲနဲ့တိုင်ပင်ပြီးသားဝယ်ကြပြီတော့ဒါတွေဝယ်ပြီးရင်ရန်ကုန်ကမြန်မြန်ခွာကြဗျာမတော်ခမရအတိတွေနဲ့တို့ရင်အလိန်ပေါ်မှာဆိုးလို့နောက်ပိုက်ဆံအလုံးလောက်ယူသွားခမရမှမလွယ်ရင်ကျွန်တော်မှပါလာတဲ့ပိုက်ဆံတွေပေးလိုက်မယ်ယူသွားမလား လိုပါဘူးကွာပိုက်ဆံအတွက်တော့လုံးဝမပူနဲ့ငါမှအရှံပဲရှိတယ်မင်းပြောတဲ့ဟာတွေဒါမကဘူးရွှေပိုင်းနဲ့မင်္ဂလာဆောင်ဖြစ်ရင်ကုန်ကြမဲ့ငွေအတွက်ပါငါယူသွားမယ်ကွာဟို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 ဆပ်ဖို့ကရိုရွှေပိုင်းနဲ့မင်္ဂလာကိစ္စကိုအရင်စလိုမလုပ်နိုင်အောင်ဗျာတောင်းပန်ပါတယ်အောင်ပြကကမျက်လုံးပြမျက်စံပြနဲ့ပြောကတားနေသည်မင်းကဘာကိစ္စတားနေရတာလဲငါနဲ့ရွှေပိုင်းမင်္ဂလာဆောင်မှာကိုသဘောမတူလို့လားကွာသဘောမတူလို့မဟုတ်ဘူးတူပါတယ် ဒါပေမဲ့အခုလိုအလင်းစလိုတော့မလုပ်စေချင်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားချစ်သူချစ်ရည်ဝင်းလေဟာကျွန်တော်ကိုသူ့ငယ်ချင်းအောင်သူတွေမဟုတ်ပဲဒေါသအောင်မြတ်ကမှန်တိသွားရင်ကျွန်တော်မျှော်လင့်ထားသလိုသူ့မြေသားရမရဆိုတာမသေးရဘူး။ရရင်ပြဿနာမရှိပေမဲ့မရရင်တော့ကျွန်တော်မှာတော့ကချစ်သူရွှေပိုင်းလည်းမရချစ်ရည်ဝင်းလေကိုလည်းမရပဲဖွင့်မရဓမ္မဆုံးဖြစ်မှာဆိုလိုပါဗျာ။မင်းကလည်းပန်ပူလိုက်တာအဲအဲ့လေရောင်းလို့ ပူပင်လိုက်ရတာရွှေပိုင်းလည်းမရချစ်ရီဝင်းလည်းကိုလည်းမရရင်စိတ်ပြက်မနေပဲကုသိုလ်ရမယ်လို့ကိုလှုပ်ပေါ်ကွာညာဘာကုသိုလ်ရမယ်လို့ကိုလှုပ်ရမှာလဲဘုံတော်ကြီးဘဝနဲ့တသက်လုံးနေလိုက်ပေါ့ကွာဟာဗျာမိုးချင်ပါဘူးနောက်မနေစမ်းပါနဲ့ကဲပါဗျာစိတ်တက်ကြမနေပါနဲ့ငါလည်းရွှေပိုင်းနဲ့အရင်စလိုမင်္ဂလာမဆောင်သေးပါဘူးမင်းရဲ့တရင်ကောင်းကိုစောင့်နေမှာပါကျင်납ပြီလားဒါဆိုကျွန်တော်စိတ်ချလိုက်တော့မယ်ခုနင်ကကျွန်တော်ပြောတာတွေကိုဝယ်သွားတော့မိမသွားနိုင်အောင် ိတ်ချပါမမေ့ပါဘူးမင်းလည်းငါသွားပြီးတနအီလောက်နေမှအောက်ကိုဆင်းတော့ပြချင်းလိုက်ဆင်းမလာနဲ့အိုးအောင်တရင်ကပြောရင်အောင်ပြက်ခါကခေါင်းငိမ့်ပြသည်ဒါဆိုငါသွားမယ်အောင်တရင်ကပြောရင်အိတ်ခမ်းတွင်မှထွက်သွားတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့သမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝိတုကိုအပိုင်းခွနနေဖြင့် ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခန်းစားပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းရှင်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ